ဒီဆယ်လပိုင်းနောက်ဆုံးအပါ one friday fight မှာထိုးရဖို့အတွက်တည်ကြသလောက်ရှိနေတယ်ကျော်စွာဝင်းရဲ့ထိုးပွဲကြီးကိုဒီပတ်မှာပဲကျင်းညာမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာနေပြီးတော့ကျော်စွာဝင်းဟာလုံးဝကိုပြိသက်တွေထိမှတ်မထားရပြိုင်ပွဲမျိုးနဲ့ထိုးရမှာဖြစ်ကြောင်းလည်းသတင်းတွေကတော့သက်လာနေပါတယ်ကျော်စွာဝင်းဟာမြန်မာနိုင်ငံမှာကံအကောင်ဆုံး the way fighter ကြီးပဲဖြစ်ပါတယ် furthest ဂျင်လို့တကယ်ကိုမှအထင်ကြီးဂျင်မျိုးကနော်ကလပ်မျိုးကပေါ့လေကျော်စွာဝင်းကိုတပြားမှကျော်စွာဝင်းစီကနေမယူဘဲနဲ့လေးနှစ်တိုင်တိုင်အခမဲ့နော်ကျွေးမွေးစောင်းရှောက်အဲ့မှာကြိုက်တလို့သူ့အရေးချင်းတွေကိုတိုးဖို့အတွက်နော်ကြိုက်တလို့နော်လီဂျင်ဘိုင်ခွင့်ရှိမဲ့အကုန်လုံးနော်ကျွန်တော်တို့ food sponsor ပေါ့ဗျာအဲ့ဒီမှာနော်ကျော်စွာဝင်းက one champion ရှိမှတော့မဝင်ရသေးဘူးနော်ပြီးတဲ့ခါကျတော့တကယ်ကိုမှ ဟိုနာမီကျော် promotion ပဲတကူမှမှအထူးပူတာမဟုတ်ပဲနဲ့တကယ်ကိုကန်ထူးတဲ့အတိုင်းပဲနော် feathers gin ရဲ့ကျွန်တော်တို့တတိကြီးကနေပြီးတော့ကျောဆောင်ဝင်းရဲ့ယူသားကျောဆောင်အကျူးစားရဲ့ပုံစံကိုအရောင်းအောင်မှာသဘောချလို့၄နှစ်စာချုပ်ချုပ်စော်လိုက်ပြီးတော့ကျောဆောင်ဝင်းကိုဒီဆယ်လာပိုင်းနောက်ဆုံးအပတ် 1st Friday fight မှာထူခိုင်းမယ်ဆိုပြီးတော့အတိအလင်းကိုကြီးညာလိုက်ပြီးလေဖြစ်တယ်ပေါ့နော်ဆိုတော့ကျောဆောင်ဝင်းရဲ့ကျွန်တော်တို့ပြိုင်ဘက်ကိုဒီဘက်မှာကြီးညာမယ်လို့တတိအတိအကျတွေထွက်နေတယ် ကျော်ဆောင်ဝင်းဟာလုံးဝထင်မှန်ဖတာရီဖိုက်တာမျိုးနဲ့အင်ဆိုင်ဂျုံတွေ့ရမယ်လို့ဆိုရယ်နော်ကျော်ဆောင်ဝင်းကဝိတ်ကြခြင်းလုံးလို့ fly weight တန်းမှာဝင်ခြင်းလုံးလို့ခဏခဏအစာလျှော့နေရဖြစ်တဲ့တွာဒါ fastest ချင်းရဲ့ဥက္ကဋ္ဌကနေပြီးတော့ကျော်ဆောင်ဝင်းလည်းခဏခဏဆုံးမတတ်ချောင်းလေးကြားရီနော်ကျော်ဆောင်ဝင်းနဲ့အကောင်းဆုံးပြင်ဆင်မယ်လို့ယုံကြည်တယ်အခုချိန်မှာကျော်ဆောင်ဝင်းကို fastest နော်ကျွန်တော် stand fastest တို့ကနေပြီးတော့ခဏခဏဒါမြူးရှာနေလူတို့လူတော်ပြောလို့ရရဗျာနော် stand fastest တို့ကကျော်ဆောင်ဝင်းပြီးတော့ပါရင်ဟိုကျော်ဆောင်ဝင်းပါလို့ရှင်တို့မှ view တက်တယ်ပတ်ဆိုင်ရရပါနော် Facebook မှာပြောတာပါဆိုတော့เนาะကျော်စာဝေးကိုအသုံးချနေဟန်ရှိတယ်เนาะချစ်တာချစ်တာပဲအလေးပေးတာအလေးပေးတာပဲဒါပေမဲ့ကျော်စာဝင်းပုံပါရင်ဓာတ်ပုံပါရင်ပြီးတော့ပါရင်ပြုတ်တတာကတော့တို့အဲ့ဒါအသုံးချနေရတော့အမှန်ပဲဘလို့ဖြစ်ပါကျော်ဆောင်ဝင်းတော့တကယ်ကိုမှကောင်းစားနေပြီးအချစ်ခံရတဲ့အေးပြီးခံရတဲ့မကြခင်မှာကျော်ဆောင်ဝင်းရဲ့ပွဲဟာလုံးဝထင်မှန်ထားတဲ့ဖိုက်တာမျိုးနဲ့ထွေးရမှာဖြစ်ကြောင်းလေးသိရပါရဗျာ